အားလုံးတာလီဆိုပါကဲပြီးခဲ့တဲ့စက်တင်ဘာလထုတ်စီရနေ့ကပေါ့နော်မြန်မာနိုင်ငံကယူအန်ကမွတ်စလင်များနဲ့လူနည်းစုများဆိုင်ရာဆွေးနွေးပွဲတစ်ခုကို အမေရိကန်နိုင်ငံနယူးယောက်မြို့မှာရှိတဲ့ UN ရုံးချုပ်မှာကျင်းပခဲ့ပါတယ်โอเคအဲ့ဒီပွဲမှာပဲစစ်ခေါင်စီနဲ့ပူးပေါင်းပြီး AA ကိုတိုက်ခိုက်နေတဲ့ ARSA နဲ့အခြားမွတ်စလင်လက်နက်ကိုင်တွေကိုထောက်ခံပြီးအားပေးနေတဲ့မောင်ဆော်ရီဒါလာအဘာဝန်မွတ်စလင်လူငယ်အချို့တက်ရောက်ပြောကြားခွင့်ရခဲ့ပါတယ် ဒီနေ့ဗီဒီယိုရဲ့အဓိကအကြောင်းအရာကတော့ယူရင်ဂျာတက်ကြွလှုပ်ရှားစုတွေကနိုင်ငံတကာအမြင်မှာပေါ်အေးအေးကိုအကြမ်းဖက်တယ်ဆိုပြီးတော့အိုမဲတုတ်နေကြပေမဲ့သူတို့ကိုယ်တိုင်က အကြမ်းဖက်စစ်ခေါင်စီကိုတဖက်လက်အားပေးနေတယ်အကြမ်းဖက်စစ်ခေါင်စီရဲ့ခိုင်းဘတ်ဖြစ်တဲ့မွေးစားလက်နက်ကင်တွေကိုထောက်ခံအားပေးဖို့စီယုံနေတယ်ဆိုတာကို The American Channel ကပြည်သက်တွေသိရှိဖို့အတွက်ထုတ်နှုတ်ဖော်ပြထားတာဖြစ်ပါတယ်ကဲ အရင်ဆုံးတော့ UN မှာပါတယ်ပြောဲ့လဲဆိုတော့ကိုဥစွာကြည့်ဖို့လိုအပ်ပါတယ် who promote the solution of rohingya as legitimizing arkan army they must feel ashamed sorry dalaga စစ်ကောင်စီကိုအနိုင်နဲ့ပိုင်းထားနိုင်တဲ့ AA ကိုဆွဆွဲတိုက်ခတ်ရတဲ့အကြောင်းရင်းကတော့သူဟာမောင်တော်နယ်ဆက်ကဝိုက်မှာ လူနည်းစုတွေကိုအနိုင်ကျင့်တပ်ဖြတ်နေတဲ့ ARSA နဲ့မွတ်စလင်အကြမ်းဖက်လက်နက်ကိုင်တွေကိုထောက်ခံအားပေးဖို့စီယုံပေးရတဲ့သူဖြစ်နေလို့ပါသူရဲ့အကြမ်းဖက်အားပေးပြောဆိုချက်ဗီဒီယိုဖိုင်အချို့ကိုဖော်ပြပေးလိုက်ပါတယ်ते दुजिले फाटी से तरह से तरह लड़की सपोर्ट करो ना कि न करो गल्ले करो न गल्ले न करो यहाँ होने तरह ना किंतु फोटिक गो रोहिंग्या तू ऐसा तकन बुझी थरा फिर बुद्धि किंग होले आखिर आदत जा রোহিঙ্গার হক দিয়ে হনদিন পাইব নাই যে তারা নাকি মনে করে আতিয়ার যে রোহিঙ্গার হক পাইব ইতারা হক আদার গুলামি এ শিস দুনিয়ার ফরক করে নেবারে ဒီဗီဒီယိုကစော်ရီထာလာရဲ့ဖြောကြားချက်ကိုကြည့်မယ်ဆိုရင်လူအခွင့်ရေးဆိုပြီးအော်နေကြတဲ့မွတ်စလင် အချို့ကဘာသာရေးအခြေခံနဲ့အကျန်းဖက်မွတ်စလင်လက်နက်ကင်တွေကိုထောက်ခံအားပေးနေကြပါတယ်။သူတို့ထောက်ခံအားပေးနေကြတဲ့အကျန်းဖက် လက်နက်ကင်တွေကလည်းစစ်ခေါင်စီနဲ့ပူးပေါင်းနေတဲ့သူတွေဖြစ်တဲ့အတွက် စစ်အာဏာရှင်ဆန့်ကျင်ရေးကိုနှောင့်ယှက်ဖျက်ဆီးနေတာဖြစ်ပါတယ်။ဒါဟာစစ်အာဏာရှင်တွေကိုဖြိုချနေတဲ့ EA နဲ့မဟာမိတ်တပ်တွေကိုလူအခွင့်ရေးကိုအထုံးပြုပြီးနှောင့်နှဲအောင်လှုပ်ဆောင်နေတာဖြစ်ပါတယ်။ဒီ American Channel ကဖြစ်ပါတယ်။